ရေဒီယို NUG ရဲ့ပရိသတ်များအားလုံးမင်္ဂလာပါရှင်။အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ရေဒီယို NUG ရဲ့တပတ်တွင်းပြည်ရင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးဖို့အချိန်ကြာရောက်လိုလာပြန်ပါပြီ။အခုဒီတစ်ပတ်မှာတော့ကျွန်မ Airy နဲ့အတူကျွန်တော်ရန်နိုင်တို့ကတင်ဆက်ပေးသွားမှာဖြစ်ပါလိမ့်ခင်ဗျာ။ဟုတ်ကဲ့မင်္ဂလာပါကိုရန်နိုင်ရေ။ဟုတ်ကဲ့မင်္ဂလာပါ Airy ရေ။ဟုတ်ကဲ့ပါ။ဒါဆိုရင်တော့ဒီတစ်ပတ်အတွက်ပထမဆုံးသတင်းကတော့ကိုရန်နိုင်နဲ့ဆက်လိုက်ချင်ပါတယ်။ပေသတင်းကိုများရွေးချယ်ထားလဲတင်ဆက်ပေးပါအောင်ရှင်။ဟုတ်ကဲ့ပါ။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ လူမျိုးမျိုးမှကျင်းပတဲ့မြန်မာမျိုးသမီးများနဲ့လူနည်းစုများရဲ့တော်လှန်ရေးအတွင်းမှာတင့်မြတ်ညီညွတ်ခြင်းနဲ့ခန္ဓာရည်စွမ်းကိုထင်ရသောအတန်များဆိုတဲ့ခန္ဓာကိုနိုင်ငံတိုင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဝန်ကြီးနဲ့တာဝန်ကြီးတို့တက်ရောက်တဲ့တဲ့ရင်ကိုတင်ဆက်ပေးခြင်းပါတယ်။ American ပြည်ထောင်စုနယူးယောက်မြို့မှာကျင်းပတဲ့မြန်မာမျိုးသမီးများနဲ့လူနည်းစုများရဲ့တော်လှန်ရေးအတွင်းတင့်မြတ်ညီညွတ်ခြင်းနဲ့ခန္ဓာရည်စွမ်းကိုထင်ရသောအတန်များဆိုတဲ့ခန္ဓာကိုနိုင်ငံတိုင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဝန်ကြီးနဲ့တံပတ်ကြီးတို့ကတက်ရောက်ခဲ့ကြတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံတိုင်းဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။အော်တိုဘားလတရနေ့ကနယူးယောက်မြို့မှာမြန်မာမျိုးသမီးများနဲ့လူနည်းစုများရဲ့တွန်လှန်ရေးအတွင်းတင့်မြတ်ညီညွတ်ခြင်းနဲ့ခန္ဓာရည်စွမ်းကိုထင်ဟပ်သောအတန်များခေါင်းစဉ်နဲ့ကျင်းပခဲ့တဲ့ခံနာကိုအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံတိုင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မောင်အောင်ဒုတိယဝန်ကြီးဦးမိုးစောဦးလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအောင်ကျော်မို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တံပတ်ကြီးဦးကျော်မို့ထုံးတို့ပါဝင် နိုင်ငံတကာနဲ့ကုလသမဂ္ဂဆိုင်ရာဖွဲ့စည်းတွေနယူးယောက်မြို့မှာရှိတဲ့မြန်မာနယ်ပွားတိုင်းရင်းသားတွေစုစုပေါင်း130ခန့်တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ဒီခန်းထဲမှာဆိုရင်ကုလသမဂ္ဂဆိုင်ရာမြန်မာထူးကိုယ်စားလှယ်တွန်အန်ဒရူးကုလသမဂ္ဂဆိုင်ရာမြန်မာမြေတမ်းကိုယ်စားလှယ်တမ်ဘတ်ကြီးဦးကျော်မိုးထွန်းမြန်မာနိုင်ငံဆိုင်ရာနော်ဝေထူးကိုယ်စားလှယ်မစ်စ်ကီးစ်လီလီဟမ်မာ International Civil Society Action Network ICAN က Program Director Miss Helena Grunberg တို့ကနေပြီးတော့အမှားစကားပြောကြားခဲ့တယ်လို့လည်းအသိပေးထားပါတယ်။ အခမ်းအနားမှာ2021အာဏာသိမ်းမှုအပြီးမှာပြည်သူအချို့ရဲ့ကိုယ်တွေ့အတွေ့အကြုံတွေကိုမျှဝေပေးခဲ့တယ်လို့တော်လဲခြင်းတွေဆိုတာမှတ်တမ်းရုပ်ရှင်ပြတာကြပြရွတ်ဆိုတာစတဲ့အစီအစဉ်တွေပါဝင်စီဒီအမ်မျိုးသမီးတွေလှုပ်ထားတဲ့လက်မှုပစ္စည်းတွေပဋိပက္ခအခြေအနေမှာလိမ်ပိုင်းဆိုင်ရာဂျမ်းဘတ်ခံရပြီးတော့ရှင်သန်ကြံရစ်တဲ့မျိုးသမီးတွေရဲ့ရုပ်ပုံနဲ့စကားဆံတွေ မြန်မာပြည်ပခါနဲ့သဘာဝတရားဇာတ်အရင်းမြစ်တွေအိန္ဒိချင်းနိုင်ငံများရဲ့အကျိုးစီးပွားဆိုင်ရာဆက်ဆက်ပတ်သက်မှုတွေကိုထင်ဟပ်ပြတာတဲ့မြေပုံနဲ့မြန်မာရိုးရာရည်ရှိမှုပုံရိပ်တွေကိုခင်းကျင်းပြသခဲ့တယ်လို့သိရပါတယ်။ဒီခန္ဓာကိုဆိုရင် Women Peace and Humanitarian Fund WPHF နဲ့ International Civil Society Action Network ICEN တို့ရဲ့ပံ့ပိုးမှုနဲ့ Bomber Advocacy Group BAG Gender Equality Network GEN Global Justice Center GJC Myanmar WPS New York City Burmese Community NYCBC Women Advocacy Coalition Myanmar WACM Women Peace Network WPN Women's League of Burma WLB တို့ကပူးပေါင်းစီစဉ်ကျင်းပလာလို့မြို့သားညီညွတ်ရေးအစိုးရနိုင်ငံချမ်းဝန်ကြီးဌာနကနေပြီးတော့ထုတ်ပြန်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါအရေးအခုဒုတိယမြောက်အနေနဲ့ပေသတင်းတို့များတင်ဆက်ဖို့ရွေးချယ်ထားတယ်ဆိုတာပြောပြပေးပါဦး ဟုတ်ကဲ့ပါအခုဒုတိယမြောက်တည်အနေနဲ့ရွေးကောက်ပွဲနီးလာတာနဲ့အမျှပေါ်လीစစ်တပ်ကရဲသားတွေအပေါ်မှာအကြမ်းဖက်မှုတွေကိုပိုပြီးကျူးလွန်လာတယ်ဆိုပြီးတော့ NGO ပြောကြားတဲ့အကြောင်းအရာကိုပြောပြပေးမှာပဲဖြစ်ပါတယ်။အာနာသိန်းနာတဲ့အကြမ်းဖက်စစ်တပ်ကဒီရွေးကောက်ပွဲနီးလာတာနဲ့အမျှပေါ်တော့ဒီရဲသားပြည်သူတွေအပေါ်မှာအကြမ်းဖက်မှုတွေကိုပိုပြီးတော့လှုပ်လာနေတယ်ဆိုပြီးတော့အမျိုးသားညီညွတ်ရေးအစိုးရ NGO လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အကြမ်းဖက်စစ်တပ်ကရဲသားပြည်သူတွေအပေါ်မှာဗက်ပေါင်းစုံကနေလူခွင့်ရေးချိုးဖောက်မှုတွေနဲ့တိုက်ခိုက်မှုတွေကိုမှတ်တမ်းတင်ထားတယ်လို့လည်းဆိုပါတယ် အကြမ်းဖက်ဆဲအုပ်စုကအရသာပြည်သူတွေပေါ်လူခွင့်ရေးချိုးဖောက်မှုတွေနဲ့တိုက်ခိုက်မှုတွေကိုအချက်အလက်သိမ်းဖို့ data dashboard လာစဉ်ပြုလုပ်နေတာကိုရည်ညွှန်းပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ဆဲအုပ်စုကသူတို့ရဲ့ထွက်ပေါက်ရအောင်ဂျိုးပန်းနေတဲ့ရွေးကောက်ပွဲအတွက်အားစိုက်ပြင်ဆင်နေတယ်လို့တစ်ဖက်မှာလည်းအကြမ်းဖက်မှုတွေကိုပိုပြီးအရှိန်မြင့်လှုံ့ဆော်နေတယ်လို့ NGO လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စစ်တပ်အာဏာသိမ်းပြီးချိန်ကနေအခုနှစ်စက်တင်ဘာလကုန်ပိုင်းအထိကိုလေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း3,950လောက်ပြုလုပ်ခဲ့ပြီးတော့ အရသာပြည်သူပေါင်း4100ကျော်တည်ဆုံခဲ့ရပြီးပြီလို့လည်းအတည်ပြုထားပါတယ်။တည်ဆုံသူတွေထဲမှာအသက်16နှစ်အောက်ကလေးတငယ်959ဦးပါဝင်နေတယ်ဆိုပြီးတော့လည်းဖော်ပြထားပါတယ်။ဒါအပြင်လေကြောင်းတိုက်ခတ်မှုတွေကြောင့်စာတင်ကြောင်းပေါင်း384ကျောင်းဆေးရုံဈေးကန်129ခုနဲ့ဘာသာရေးအဆောက်အအုံ956ခုပြည့်စည်ဆုံးရှုံးခဲ့ရတယ်ဆိုပြီးတော့လည်းထုတ်ပြန်ချက်ကဆိုထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာစက်တင်ဘာနဲ့အောက်တိုဘာလတွေအတွင်းမှာတပိတ်ချင်းစင်ကူမင်းတပ်တီဘောနမ်ဆန်နမတူမန်တုံစဒုံမိုးကုတ်ကြောက်မဲကြောက်တော်ပလဝတန်တွဲဒဝဲတရချောင်းလောင်းလုံးရေဖြူစတဲ့မြို့နယ်တွေအပါအဝင်နိုင်ငံတော်ကအရက်သားပြည်သူတွေနေထိုင်တဲ့နေရာတွေကိုပိတ်မှတ်ထားပြီးတော့လေချောင်းကနေတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်ဆိုပြီးတော့လဲတော်လိုင်းအင်အားစုတွေရဲ့မှတ်တမ်းတွေအရသိရပါတယ်အကြမ်းဖက်စစ်တပ်ဟာ air strike drone paramotor ကိုင်နိုကော့ပတာစတဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုပုံစံမျိုးစုံနဲ့ပြုလုပ်နေတယ်လို့အန်ယူဂျီလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ဒါအပြင်ဂျမ်ဖတ်စစ်တပ်ဟာအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေကိုလည်းဇက်တိုက်ကျူးလွန်နေပြီးတော့အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုပေါင်း452မှုအထိကျူးလွန်ထားတယ်ဆိုပြီးတော့လည်းဆိုပါတယ်။လက်ရှိအချိန်ထိစစ်တပ်ရဲ့အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေကြောင့်သေဆုံးသူပေါင်း4863ဦးထိရှိနေပြီးသေဆုံးသူတွေထဲမှာအသက်18နှစ်အောက်ကလေးငယ်938ယောက်အမျိုးသမီး829ယောက်ပါဝင်တယ်လို့သိရပါတယ်။ အခုလိုဂျမ်ဘတ်စစ်တပ်ကအရဲသားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေကိုပိုပြီးလှုံ့ဆော်လာတာကြောင့်လေကြောင်းသတိစီရေးသတိအမြဲရှိကြဖို့တော်လိုင်းအင်အားစုတွေကလည်းတိုက်တွန်းနှိုးဆော်မှုတွေပြုလုပ်နေကြပါတယ်ရှင်။ဟုတ်ကဲ့ပါကိုရနိုင်ဒါဆိုရင်နောက်ထပ်တစ်ပုဒ်ကောင်ဘယ်သတင်းကိုများတင်ဆက်ပေးမှလဲပြောပြပေးပါအောင်ရှင်။ဟုတ်ကဲ့ပါအခုတစ်ခါတင်ဆက်ပေးမှကတော့ဂျမ်ဘတ်စစ်တပ်ရဲ့လေကြောင်းကနေတိုက်ခတ်ခဲ့တဲ့၆ဦးနဲ့ဘုံတို့ရွာဖြစ်စဉ် GSCB ရုတ်တံနဲ့တကွာထုတ်ပြန်တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ စကိုင်းတိုင်းချောင်းဦးမြို့နယ်ညောင်မေသာအုပ်စုဘုံလိုရွာမှာသတင်းကြုံမီထွန်းပွဲကျင်းပနေချိန်မှာအကြမ်းဖက်စစ်တပ်ကပါရမော်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ကိုအထွေထွေသပိတ်ပေါင်းဆက်ညှိနှိုင်းအင်အားစု GSCB ကရုပ်သံမှတ်တမ်းနဲ့တကွာထုတ်ပြန်လာပါတယ်။အခုလိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရသာပြည်သူ20ထပ်မင်းနဲ့သေဆုံးပြီး40ခန့်ဒဏ်ရာရခဲ့တယ်လို့ GSCB ကမြန်မာအင်္ဂလိပ်နှစ်ဘာသာနဲ့ဖော်ပြထားပါတယ်။တရင်ကျလာပြင်းနေဖြစ်တဲ့အော်တိုဘားလ6ရက်နေ့ည9နာရီကျော်နဲ့ည17နာရီကျော်ချိန်တွေမှာ စက်တက်လေဒီနှစ်ဆင်းဟာမုံရွာအခြေဆိုင်အနောက်မြောက်တိုင်းစက်တနာကျုံနမ်ဘခကနေပြန်တန်းလာပြီးတော့ဘုံဒီလေလုံးကျဲချတိုက်ခတ်ခဲ့တာလို့အတည်ပြုထားပါတယ်။အပထမချိန်မှာတော့ဘုံဒီနှလုံးကျဲချပြီးလို့တေဆုံးတန်ရရှိသူတွေကိုကုညီဆောင်ရွက်နေချိန်ည7:00နာရီမှာနောက်ထပ်ဘုံဒီနှလုံးထက်ကျဲခဲ့တာလို့ရုပ်သံမှတ်တမ်းမှာဖော်ပြထားပါတယ်။အချမ်းဘစစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်ဘုံတို့ရွာကဒေသနေပြည်သူတွေဟာညာရင်းချင်းနေရက်ကိုစွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့လည်းဆိုထားပါတယ်။ အော်တိုဘားလာ၈ရက်နေ့မနက်ခင်းမှာရရှိထားတဲ့နောက်ဆုံးရသတင်းတွေအရဆိုရင် အချမ်းဘတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်ခံရမှုကြောင့်တေဆုံးသူဟာ22ဦးထိရှိလာပြီလို့သိရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခုတ်ကာမာရောပဲသတင်းကိုတင်ဆက်ဖို့အတွက်ရွေးချယ်ထားတယ်ဆိုတော့ပြောပြပေးပါဦး။ဟုတ်ကဲ့ပါအခုတခါဒီတဝဲထောက်မှအချင်းကြနေတဲ့နိုင်ငံရေးအကျဉ်းသားကိုအောင်ကိုဦးဟာထောင်နှင်းကျမကြီးစောင်းရှောက်မှုလုံလောက်စွာမရတာကြောင့်ကြာဆုံးခဲ့ရတာလို့ BBNM ကပြောကြားတဲ့အကြောင်းအရာကိုတင်ပြပေးမှာပဲဖြစ်ပါတယ်။ ဒဝဲအကျဉ်းထောင်မှာမတရားဖမ်းဆီးအကျဉ်းချခံရရတဲ့နိုင်ငံရေးအကျဉ်းသားကိုအောင်ကိုဦးကြဆုံးရတာဟာထောင်နှင်းကျမ်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရတာကြောင့်ကြဆုံးခဲ့ရတာလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကပြောကြားလိုက်ပါတယ်။ဒဝဲအကျဉ်းထောင်မှာမတရားဖမ်းဆီးအကျဉ်းချခံခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားကိုအောင်ကိုဦးကြဆုံးခဲ့တာနဲ့ပတ်သက်လို့အောက်တိုဘာလ9ရက်နေ့မှာအဲ့လိုပဲထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။တရင်သားရီတိုင်းတဝဲအချင်းထောင်မှာ905ကပောက်ကွဲ9တို့နဲ့ထောက်နှံ9နဲ့မတရားဖမ်းဆီးအချင်းချခံရရတဲ့အသက်48နှစ်အရွယ်နိုင်ငံရေးအချင်းသားကိုအောင်ကိုဦးဟာ အော်တိုဘားလ3ရက်နေမှာနှလုံးစီးကျိုကြောက်ကရောဂါတွေနဲ့အသက်သေးဆုံးခဲ့တယ်လို့အသိပေးထားပါတယ်။ကွမ်ဂိုဟာ2021အစောပိုင်းကာလမှာတည်းကအာနာသိန်းစစ်တပ်ကိုရင်းကျက်စွာဆန္ဒပြခဲ့တဲ့လှုပ်ရှားမှုမှာဦးဆောင်ပါဝင်ခဲ့ပြီးတော့2022ခုနှစ်မေလ14ရက်နေ့ကရှမုတ်တီးရွာမှာရှိတဲ့သူ့ရဲ့နေအိမ်မှာအာနာသိန်းစစ်တပ်လောက်ခံရဲတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးတာခံခဲ့ရပြီးပုံမှန်905ကကြီးပောက်ကွဲ9ရုနဲ့အမှုဖွင့်ခံရကတဝဲအချင်းတော်ကိုပို့ဆောင်ခံခဲ့ရသူလို့သိရပါတယ်။ ။ငကိုကလေးကရှိခဲ့တဲ့မူလယောဂအခံကြောင့်တဝက်အချင်းနောက်မှာအချင်းကြခံနေရစဉ်မှာဆေးဝါးကုသမှုတွေမကြခဏခံယူနေရသူဖြစ်ပေမဲ့လည်းထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရတာကြောင့်သိဆုံးခဲ့ရတာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဆရာနာရှင်စနစ်ကိုတော်လှန်ရင်အကျဉ်းအောင်အတွင်ကြဆုံးခဲ့ရတဲ့အတွက် PPNM အနေနဲ့ကျန်းရည်သူမိသားစုနဲ့ထပ်တူဝန်နဲ့ကြေကွဲရတယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ရှင်။ဟုတ်ကဲ့ပါကိုရနိုင်နောက်ထပ်သတင်းတစ်ပုဒ်ကိုလည်းဆက်ပြီးတော့တင်ဆက်ပေးပါအောင်ရှင်။ဟုတ်ကဲ့အခုတစ်ခါတင်ဆက်ပေးမှာကတော့ ဒီမြမနွေဦးတက္ကသိုလ်က၃နှစ်အတွင်းမှာစီဒီအန်ចောင်းသားပေါင်း600ကျော်ကိုဘွဲ့ချင်းမြင့်ပေးနိုင်ခဲ့ပြီလို့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မြမနွေဦးတက္ကသိုလ်အနေနဲ့၃နှစ်အတွင်းမှာစီဒီအန်ចောင်းသားចောင်းသူ600ကျော်ကိုဘွဲ့ချင်းမြင့်ပေးနိုင်ပြီလို့အော်တိုဘာလ9ရက်နေ့ကထုတ်ပြန်ပြောဆိုလိုက်ပါတယ်။မြမနွေဦးတက္ကသိုလ်တီထောင်ခြင်း၃နှစ်ပြည့်တဲ့အဲ့ဒီနေ့မှာပဲထုတ်ပြန်ပြောဆိုလာတာပဲဖြစ်ပါတယ်။မြန်မာနွေဦးတက္ကသိုလ်ဟာဆိုရင်မြို့သားညင်ရွေးဆိုရ NUG ပညာရေးဝန်ကြီးဌာနရဲ့ကြီးညာချက်အမှတ်9မြင်းဆောင်2022နဲ့2022ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာလွတ်လပ်စွာစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ ပြည်သူပိုင်တက်သူအဖြစ်စတင်တည်ထောင်ခဲ့တယ်လို့ဆိုပါတယ်တော်လိုင်းကာလမှာပညာသင်ကြားမှုရပ်တန့်နေခဲ့ရတဲ့ CDN ចောင်းသားចောင်းသူတွေစင်စက်မပြတ်ပညာသင်ကြားနိုင်အောင် NUG ပညာရေးဝန်ကြီးဌာနရဲ့ဦးဆောင်မှုနဲ့အတူယာယီတက်ကတော်ကောင်စီတွေဘာသာရေးဆိုင်ရာဗိုလ်ဖွဲ့တွေနဲ့အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ခဲ့ရတယ်လို့လည်းအသိပေးထားပါတယ်။မြန်မာနေဦးတက်ကတော်စတင်တည်ထောင်စဉ်ကယာယီတက်ကတော်ကောင်စီ55ခုဘာသာရေးဆိုင်ရာဗိုလ်ဖွဲ့22ခုသာရှိခဲ့ပေမယ့်လက်ရှိမှာတော့ယာယီတက်ကတော်ကောင်စီအခု60ဘာသာရေးဆိုင်ရာဗိုလ်ဖွဲ့28ခုနဲ့ပူးပေါင်းဆောင်ရွက်နေပြီလို့သိရပါတယ်။ မြန်မာ့နေဦးတက္ကသိုလ်ဟာ1962ခုနှစ်နောက်ပိုင်းပေါ်ပေါက်လာခဲ့တဲ့ဘာသာရပ်စုံတက္ကသိုလ်တစ်ခုဖြစ်တာနဲ့အညီဝိဇာဘာသာရပ်တွေစီးပွားရေးဘာသာရပ်တွေအမှုပညာဘာသာရပ်တွေစိုက်ပျိုးရေးနဲ့သမဝယ်မှာဘာသာရပ်တွေအပြင်ဒရိဆန်ဆေးပညာနဲ့မွေးမြူရေးဘာသာရပ်တွေကိုသင်ကြားပေးနေတယ်လို့မြန်မာ့နေဦးတက္ကသိုလ်ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်မြန်မာနေဦးတက္ကသိုလ်ကိုမဟာဌာနကြီး15ခုနဲ့ဖွဲ့စည်းထားတာဖြစ်ပြီးတော့ဘာသာရပ်ပေါင်း55ခုအတွက်ဘွဲ့ဒီဂရီပေါင်း148ခုကိုသင်ကြားပေးနေတယ်လို့သိရပါတယ် မြန်မာနေဦးတက္ကသိုလ်အနေနဲ့2020ပြည့်နှစ်မတိုင်ခင်ကအဝေးစင်ចောင်းသားတွေပါဝင်တက်လက်စចောင်းသားចောင်းသူတွေကိုចောင်းအပ်လက္ခဏာ၄ချိန်တက္ကသိုလ်ဝင်ခွင့်၃ချိန်ခေါ်ယူခဲ့ရမှာចောင်းသားចောင်းသူပေါင်း13000ကျော်ပညာရှင်ယူနေတယ်လို့လည်းသိရပါတယ်မြန်မာနေဦးတက္ကသိုလ်မှာစီမံခန့်ခွဲရေးဌာန9ခုရှိပြီးတော့တင်ကြားရေးဆရာဆရာမ932ဦးစီမံခန့်ခွဲရေးဝန်ထမ်း201ဦးနဲ့လက်ပတ်နေတယ်လို့သုတေသနစင်တာတည်ထောင်ပြီးတော့သုတေသနလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ပြင်ဆင်နေတယ်လို့တက္ကသိုလ်စာကြည့်တိုင်း e-library တည်ထောင်နိုင်ဖို့ကိုလည်းပြင်ဆင်နေပြီလို့အသိပေးထားပါတယ် ။ဒါပြင်တက္ကသိုလ်ရဲ့ပညာရေးအဆင့်တန်းတင်ကြားရေးဆိုင်ရာအရည်အသွေး၊ကျောင်းသားကျောင်းသူတို့ရဲ့အရည်အသွေးဆိုင်ရာအာမခံချက်ပေးနိုင်မှုအရည်အသွေးအာမခံမှုစင်တာဖွင့်ပြီးတော့အငြင်းမပြတ်စစ်ဆေးနိုင်အောင်ကြိုးပမ်းနေတယ်လို့လည်းသိရပါတယ်။မြန်မာနေဦးတက္ကသိုလ်အနေနဲ့နိုင်ငံတကာဖွဲ့စည်းတွေနဲ့သင်ကြားရေးဆိုင်ရာကိစ္စတွေပူးပေါင်းဆောင်ရွက်နိုင်ဖို့ကြိုးပမ်းနေတာရှိပြီးတော့လက်ရှိမှာတော့ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ University of Central Thomas USD နဲ့သင်ကြားရေးဆိုင်ရာတွေပူးပေါင်းဆောင်ရွက်နိုင်ဖို့ညှိနှိုင်းနေတဲ့အပြင် အခြားနိုင်ငံတကာဖွဲ့စည်းတွေတက္ကသိုလ်တွေနဲ့ပူးပေါင်းဆောင်ရွက်နေရေးအကူအညီထောက်ပံ့ရရှိနိုင်ရေးကိုညှိနှိုင်းဆောင်ရွက်နေတယ်လို့မြန်မာ့ຫນွေဦးတက္ကသိုလ်ကနေပြီးတော့ထုတ်ပြန်ထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအဲ့ဒီအခုကံမှာရောဘယ်သတင်းကိုများတင်ဆက်ဖို့ရွေးချယ်ထားတယ်ဆိုတော့ပြောပြပေးပါဦး။ဟုတ်ကဲ့ပါအခုဆက်ပြီးတော့လူလူကောင်းဆောင်ရဲ့တာဖြစ်သူကိုအီတလီအမျိုးသားလွှတ်တော်အမေရိကကုန်ပြူပေးခဲ့ကြတဲ့ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ် မြန်မာလူမှုကောင်ဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့တားဖြစ်သူ Kim Aris ကိုကိုထိန်လင်းကိုအီတလီအမျိုးသားလွှတ်တော် Senate အမတ်တွေကမတ်တရက်လက်ခုပ်ဩဘာပေးပြီးဂုဏ်ပြုပေးခဲ့တယ်လို့သိရပါဗျ။အော်တိုဘာလ၂ရက်နေ့ကအီတလီအမျိုးသားလွှတ်တော်ဥက္ကဋ္ဌကလွှတ်တော်အတွင်းဖိတ်ခေါ်ကမိတ်ဆက်ပေးခဲ့တယ်လို့ကိုထိန်လင်းကဆိုပါတယ်။သူကိုဒေါ်အောင်ဆန်းစုကြည်ရဲ့တားဖြစ်သူလို့မိတ်ဆက်ပေးတဲ့အခါလွှတ်တော်တက်ရောက်နေတဲ့လက်ဝဲလက်ရာနိုင်ငံရေးအဖွဲ့နှစ်ဖက်လုံးကအတူတကွဂုဏ်ပြုပေးခဲ့တာလို့သိရပါဗျ။ ဒါဟာအထိပယ်အပြည့်ရှိတဲ့အခိုက်အတန့်ဖြစ်ပြီးမိမိလွတ်မြောက်ရေးနဲ့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီရေးဟာနိုင်ငံရေးထက်ကျော်လွန်နေဆိုတာပြသလိုက်ခြင်းဖြစ်တယ်လို့ကိုထိန်လင်းကပြောပါတယ်။အဲဒီနောက်နိုင်ငံခြားရေးအထူးကော်မတီဥက္ကဋ္ဌနဲ့လည်းတွေ့ဆုံခဲ့ပြီးမြန်မာပြည်သူတွေရဲ့လူလက်ရေးနဲ့တရားမျှတမှုရရှိရေးအတွက်ပတ်မိုးကူညီမှုတွေကိုကျေးဇူးတင်ကြောင်းလည်းပြောကြားခဲ့တယ်လို့အသိပေးထားပါတယ်ရှင်။ဟုတ်ကဲ့ကိုရနိုင်နောက်ထပ်တစ်ပုဒ်ကောဘယ်သတင်းကိုများရွေးချယ်ထားလဲတင်ဆက်ပေးပါအောင်ရှင့်ဟုတ်ကဲ့ပါအခုတစ်ခါတင်ဆက်ပေးမှာကတော့ ဒီစစ်မှုထမ်းဥပဒေကြောင့်ပေါ့နော်ဒီမြန်မာလူငယ်တွေဟာလုံခြုံရေးစိုးရိမ်နေကြရတယ်လို့ UNDP ထုတ်ပြန်တဲ့သတင်းပဲဖြစ်ပါတယ်စစ်မှုထမ်းဥပဒေပြတ်ထမ်းပြီးတဲ့နောက်ပိုင်းမှာမျိုးသမီးတွေထက်မျိုးသားလူငယ်တွေဟာသူတို့လုံခြုံရေးအတွက်ပိုပြီးစိုးရိမ်နေကြရတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးမှုစီစဉ် UNDP ကအော်တိုဘာလ10ရက်နေ့မှာထုတ်ပြန်လာပါတယ်ကြောက်ကဘာထက်ကမျိုးဆက်လို့အမည်ပေးထားတဲ့မြန်မာလူငယ်တွေရဲ့လုံခြုံရေးနဲ့လူမှုဘဝစိန်ခေါ်မှုစစ်တမ်းမှာ UNDP ကအခုလိုဖော်ပြလာတာဖြစ်ပါတယ် မြန်မာလူငယ်တွေအဓိကစိုးရိမ်တဲ့အချက်ဟာစစ်မှုထမ်းမှုအထမဆူဆောင်းခြင်းခံရတာနဲ့သက်ဆိုင်နေပြီးတော့စစ်မှုထမ်းမှုအဖွဲ့အစည်းတွေကတိုက်ရိုက်တောင်းဆိုတာထက်ပုံကိုရေးဆိုင်ရာဘေးကင်းလုံခြုံရေးဖြစ်တဲ့စစ်မှုထမ်းရနိုင်တယ်ဆိုတဲ့အန်ဒီယယ်ကိုပိုးပြီးစိုးရိမ်ပူပန်နေကြတယ်လို့ဆိုပါတယ်။လူငယ်သုံးပုံတပုံဖြစ်တဲ့၅သန်းခန့်ဟာစစ်မှုထမ်းဥပဒေကြောင့်စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေဖြစ်လာပြီးတော့စစ်တပ်နဲ့တိုင်းသာလက်နက်ကိုင်အဖွဲ့တွေကထင်းသလိုဖမ်းဆီးတာညချိန်ဝင်ဖမ်းတာနဲ့အထမဆူဆောင်းတာတွေကိုရင်ဆိုင်နေရတယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ဒါဟာမလုံခြုံမှုတစ်ခုတည်းသာမကဘဲနဲ့မျိုးဆက်တစ်ခုလုံးကြောက်ရွံ့မှုမယုံကြည်မှုနဲ့စိတ်တင်ရတွေကိုရင်ဆိုင်ဖြေရှင်းဖို့ဖိအားပေးခံနေရတယ်လို့ဖြစ်နေတယ်လို့ UNDP ကလည်းထောက်ပြထားပါတယ်။လူငယ်၄၀ရာခိုင်နှုန်းကျော်ဟာညဘက်မှာတယောက်တည်းလမ်းလျှောက်ရင်မလုံခြုံဘူးလုံးဝမလုံခြုံဘူးလို့ဖြေဆိုထားပြီးတော့စစ်တပ်အာဏာမသိမ်းခင်ကနှုံနှထက်နှဆကျော်ပုံများတယ်လို့လည်း UNDP ကတိပေးပါတယ်။လူငယ်9ဦးမှာ2ဦးဟာပုဂ္ဂိုလ်ရေးဆိုင်ရာဘေးကင်းလုံခြုံရေးအတွက်စိုးရိမ်ပူပန်မှုတွေခံစားနေရပြီးတော့ချင်းပြည်နယ်မှာ၃၀ရာခိုင်နှုန်း ကရင်နီမှာ25ရာခိုင်နှုန်း၊ရခိုင်မှာ22ရာခိုင်နှုန်းနဲ့ကချင်မှာ27ရာခိုင်နှုန်းရှိတာကြောင့်ပြည်ပခဒေသတွေမှာတိတိတသာမြင့်မားနေတယ်လို့လည်း UNDP ကကြောက်ယူထားတဲ့စစ်တမ်းကဆိုထားပါဗယ်။လူငယ်တွေဟာတရားဥပဒေစနစ်ကိုလည်းယုံကြည်မှုမရှိတော့ဘဲရာဇဝတ်မှုကျူးလွန်ခံရတဲ့20ရာခိုင်နှုန်းလောက်ကပဲမိသားစုပြင်ပကိုသတင်းပို့ကြတာဟာအာဏာပိုင်တွေပေါ်ယုံကြည်မှုမရှိတာကိုတွေ့ရတယ်လို့ UNDP ကသုံးသပ်ထားပါတယ်။ ရဲစခန်းနဲ့တရားရုံးတွေဟာအကာအကွယ်ပေးနိုင်တဲ့အဖွဲ့အစည်းလို့မမြင်ကြတော့ဘဲအမျက်ထုတ်တာဒါမှမဟုတ်တီးကြိုက်စီနိုင်တဲ့အဖွဲ့အစည်းလို့လူငယ်တွေကရှုမြင်လာတယ်လို့လည်းအသိပေးထားပါဗျ။နောက်ဆုံးထုတ်ပြန်ထားတဲ့ကမ္ဘာလုံးဆိုင်ရာယာစုအညွှန်းကိန်းမှာဆိုရင်လည်းမြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာယာစုမှုအများဆုံးကြုံတွေ့နေရတဲ့နိုင်ငံအဖြစ်သတ်မှတ်ခံထားရပါတယ်။ဒါပြင်မြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာဘိန်းနဲ့ဓာတ်ရုပ်မူရင်းစီတွေအများဆုံးထုတ်လုပ်တဲ့နိုင်ငံဖြစ်လာပြီးတော့စီးပွားရေးနဲ့လူမှုရေးတွေမှာယာစုအကိုင်းတွေကဩဇာလွှမ်းမိုးမှုဟာတိသာထင်ရှားလာနေတယ်လို့လည်းထောက်ပြထားပါတယ်။ ်မြန်မာနိုင်ငံကအသက်15နှစ်ကနေ35နှစ်တွင်လူငယ်၄သိန်းဝန်းကျင်ဟာပညာသင်ယူနိုင်မှုမရှိတော့တာနဲ့အလုပ်ကံမရှိဘူးဆိုတဲ့ကြီးမားတဲ့စိန်ခေါ်မှုတွေကိုမကြုံစဘူးရင်ဆိုင်နေရတယ်လို့အခုလာဆန်းပိုင်းမှာပဲ UNDP ကထုတ်ပြန်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါအဲ့ဒီအခုတခါဆိုရင်တော့ဒီတပတ်ရဲ့နောက်ဆုံးသတင်းတင်ဆက်မှုပိုင်းကိုရောက်လာပြီပေါ့နော်အဲ့ဒါကြောင့်မို့လို့အခုဒီတပတ်မှာဆိုရင်နောက်ဆုံးနေတဲ့ဘယ်သတင်းကိုများတင်ဆက်ပေးဖို့ရွေးချယ်ထားတယ်ဆိုတာလေးပြောပြပေးပါမယ် ဟုတ်ကဲ့ပါဒီဒီပတ်အတွက်နောက်ဆုံးသတင်းအနေနဲ့ကတော့စစ်အုပ်စုကလေကြောင်းတိုက်ခိုက်မှုပေါင်း3944ကျိန်ကျူးလွန်ခဲ့ပြီးတော့ကလေးငယ်ပေါင်း959ဦးအပါအဝင်4135ဦးသေဆုံးခဲ့ရတဲ့အကြောင်းအရာကို ပြောပြပေးမှာပဲဖြစ်ပါတယ်။2025ခုနှစ်စက်တင်ဘာလ30ရက်နေ့အထိနောက်ဆုံးရအချက်အလက်တွေအရအကြမ်းဖက်စစ်အုပ်စုကလေကြောင်းတိုက်ခိုက်မှုပေါင်း3944ကျိန်အထိကျူးလွန်ခဲ့ပြီးတော့အသက်16နှစ်အောက်ကလေးငယ်959ဦးအပါအဝင်4135ဦးသေဆုံးခဲ့တယ်လို့လူ့အခွင့်အရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ ဒါပြင်လေကြောင်းတိုက်ခိုက်မှုကြောင့်စာတင်ကြောင်းပေါင်း384ကြောင်းဈေးရုံဈေးကောင်129ခုနဲ့ဘာသာရေးအဆောက်အအုံ986ခုပြည့်စည်ဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။အကြမ်းမဲ့ဆဲအုပ်စုဟာအစုလိုက်အပြုံလိုက်တက်ဖြတ်မှုတွေကိုလည်းဇတိုက်ဆိုသလိုကျူးလွန်နေရမှာဒီနေ့ဒီချိန်အထိကလေးငယ်938ဦးနဲ့အမျိုးသမီး829ဦးအပါအဝင်တိတ်ဆုံးသူ4863ဦးအထိရှိခဲ့တဲ့အစုလိုက်အပြုံလိုက်တက်ဖြတ်မှုပေါင်း452မှုကိုကျူးလွန်ခဲ့တယ်လို့လည်းသိရပါတယ်။ ဒါအပြင်အရမစစ်သားစုဆောင်မှုတွေကိုပြုလုပ်ခဲ့ရမှာလဲဒီနေ့အထိအတိတ်အရမစစ်သားစုဆောင်ခံခဲ့ရတဲ့ဖြစ်စဉ်ပေါင်း1618ခုအထိရှိခဲ့ပြီးစစ်သားစုဆောင်ခံရသူပေါင်း3906ဦးအထိရှိခဲ့တယ်လို့လူ့အခွင့်အရေးဝန်ကြီးဌာနကမှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်လူခွေရချိုးဖောက်မှုဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်တော့ဖြစ်စဉ်မှာ21503ခုရှိခဲ့ပြီးတော့တရားလက်လို့တက်ဖြတ်ခံရမှု extra judicial killing ဖြစ်စဉ်ကတော့အများဆုံးဖြစ်ပွားခဲ့တယ်လို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါခင်ဗျာ။ ရေဒီယို NUG ရဲ့တပတ်တွင်းသတင်းတွေကိုနောက်တော့ဆင်ခဲ့ရတာပဲဖြစ်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးနေတဲ့တပတ်တွင်းသတင်းတွေကိုအပတ်စဉ်တင်းနေကုန်နေတိုင်းမှာရေဒီယို NUG ရဲ့လူမှုကွန်ရက်ဆာမျက်နှာတွေဖြစ်ကြတဲ့ Facebook Page နဲ့ YouTube Channel တို့ကနေပြီးတော့တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်အားပေးကြဖို့အတွက်ဖိတ်ခေါ်ပါရစေခင်ဗျာရေဒီယို NUG ရဲ့ပရိသတ်ပေါင်းတရားပြောရှင်ချဲ့မြည်တဲ့နေ့ရက်တွေကိုရရှိပိုင်ဆိုင်နိုင်ကြပါစေရှင်